ကျွန်တော်ကျောင်းသူများအားလုံးမင်္ဂလာပါ။ဇေယျတော့ Grade 6 English ကိုသင်နေဆရာဖုန်းသာစင်သွင်းဖြစ်ပါလေ။ကဲ။ဒါဆိုသူမျိုးရေဒီကတော့ဆရာတို့ Unit 3ရဲ့ Lesson 2ဖြစ်တဲ့ At the Market ဆိုတဲ့ခေါင်းစဉ်လေးကိုတူတူလေ့လာကြမှာနော်။ကဲဟုတ်ပြီ။ကဲဒါဆိုရင်နော် Lesson 2ရဲ့ At the Market at the market ဆိုတာပါလို့ဆိုဈေးရမှာ เนาะဆိုတော့တေချာဘောက်ကတော့ at the market ဖြစ်တဲ့အတွက်ဒီသင်ခန်းစာမှာတော့ဗာသင်ရမလဲဆိုဆရာတို့ဈေးထဲမှာဗာတွေရှိတယ်လေเนาะအဲ့ဒါတွေကိုလေ့လာရမှာဖြစ်တယ်เนาะကဲဒါဆိုရင်ဒါတို့မီတို့နဲ့ဆရာနဲ့အတူဈေးထဲမှာဗာတွေများရှိနိုင်မလဲเนาะဘယ်သူတွေရှိနိုင်မလဲဆိုတာကိုအတူတူလေ့လာလိုက်ကြအောင်โอเคဒါဆိုရင်ဇာတို့ပထမဆုံးဘာလုပ်မလဲဆိုတော့အင်းဆုံးဇာကပုံလေးပြမယ်ဒါတို့သမီးတို့ကအဲ့ဒီပုံကဘာပုံလဲဆိုတာကိုဇာကိုခံမှန်းပေးရမယ်။โอเคဒါဆိုရင်ပထမဆုံးပုံစာရွက်ကြည့်လိုက်ကြပါ ဟောပထမဆုံးပုံအသားသမီးတို့ဘာတွေတွေ့ရသလဲ။အိုးဈေးပန်းနေတော့ဈေးပန်းနေပဲနော်။ကဲဆိုတော့ဈေးပန်းနေထဲမှာဘာတွေထွက်လာ။အိုးနော်။အသီးရွက်တွေအဆုံးပါပဲလား။နော်။ကဲဆိုတော့အသီးရွက်တွေအဆုံးဆိုတော့ဒါကဘာပြန်ဖြစ်နိုင်မလဲ။စဉ်းစားကြည့်။อืมနော်။အသီးရွက်ရောင်းတဲ့သူပဲဖြစ်နိုင်မယ်။နော်။ကဲဆိုတော့ဆရာတို့ကဈေးထဲမှာအသီးရွက်ရောင်းတဲ့ဈေးဆက်ကိုဘယ်လိုခေါ်လဲဆိုတော့ green grocers လို့ခေါ်တယ်။ဘာလဲ? green grocers ။ အဲ့ဒါဒီဟင်းဒီဟင်းရွက်တဲ့ပေါ့နော်အဲ့လိုလေးခေါ်ပါတယ်ကဲဒါဆိုဒါတို့သမီးတွေနောက်တစ်ပုံကြည့်ပါဦးဟောနောက်တစ်ပုံမှာကြတော့ဒီလူကြီးကဘာတွေလုပ်နေလဲပုံထဲမှာอืมအသားတွေလူလီးနေတယ်ဆိုတော့တေချာပေါ့အသားတွေလီးနေတယ်ဆိုတော့သူကဘာဈေးဝယ်တဲ့လူတွေလာရင်အသားတွေရောက်မှာပေါ့ဆိုတော့အသားရောက်တဲ့သူကိုဇေယရကဘယ်လိုခေါ်တယ်လဲစဉ်းစားကြည့်ပါဦးဟုတ်တယ် butchers ဟုတ်ပြီနော် butchers เนาะဘာလဲအသားရောက်တဲ့သူ တော်လိုက်တာဒါကဲဒါဆိုဆက်ကြည့်ပါဦးဟောဒီကကြတော့ဘာလေးတွေ့ရလဲဩနော်ဒီအောက်မှာတန်းပန်းနေနေတာမဟုတ်ဘူးเนาะဩကဲဆိုတော့ပန်းနေနေတာမဟုတ်ဘူးဆိုတော့ဒါတေချာဘောက်ကတာပန်းရောက်နေသူကိုပြောနေတာဖြစ်ဒါမှမဟုတ်ပန်းရောက်နေဆိုင်ပေါ့เนาะပန်းရောက်နေဆိုင်ကိုပြောနေတာကဲဆိုတော့ပန်းရောက်နေဆိုင်ပြောစရာတော့ English လို့ဘယ်လိုခေါ်သလဲဆိုတော့ flower shop อืมဒါတော့ရှင်းရှင်းလေးလေးဟိုပန်းကို flower လို့ခေါ်တာဟုတ်ဆိုတော့ပန်းရောက်နေဆိုင်ဖြစ်တဲ့အတွက်ကြောင့်ဆိုင်ကို shop ဆိုတော့ flower နဲ့ shop နဲ့ပေါင်းလိုက် flower shop ဒါပဲကဲဒါဆိုဒါတို့ပြီးရောနောက်တစ်ပုံကြည့်ပါအောင်ဟောဒီပုံကြတော့ဟာဘာလေးတို့အိုးအယုတ်တွေနေတာမဟုတ်ဘူးနော်အယုတ်တွေကြတော့ဒါတို့ပြီးဘာများဖြစ်မလဲဒီအယုတ်တွေอืมစီရဲသွားလို့ရှိရင်လေအယုတ်တွေလို့အများကြီးပဲလေဟလာဘယ်မှာဝယ်လို့ရလဲအယုတ်တွေဟုတ်တာပေါ့နော်အယုတ်ရောင်းနေအယုတ်ဆိုင်မှာဝယ်လို့ရတာပေါ့ကဲဒါဆိုရင်ဆရာတို့ကအယုတ်ဆိုင်ကိုဘယ်လိုခေါ်မလဲအင်္ဂလိပ်လို toy shop อืมဒါလည်းလွယ်ပါတယ်အယုတ်က toy ဟုတ်မလား ဆိုင်ရကျော် shop ဆိုတော့အဲ့နှစ်ခုပေါင်းလိုက် twice shop เนาะအယုတ်ဆိုင်ဆိုပြီးဖြစ်သွားပါကဲဒါတော့သမီးတို့အေးဒါတော့သမီးတို့ကတစ်ခါလေးကြာရင်ဥမာအဖြစ်ကွာကိုမကိုရဲ့အမိနဲ့ဈေးလိုက်သွားလို့ရှိရင်ဈေးထဲမှာဥမာကျက်သွင်းနေဝယ်မယ်အာလူတွေဝယ်မယ်ဆန်နေစီတွေဝယ်မယ်ကွာเนาะအဲ့လိုဝယ်လို့ရှိရင်ဘယ်ဆိုင်မှာသွားဝယ်ရလဲอืมဆရာတော့ကုံစုံဆိုင်နေမှာဝယ်ရတာဟုတ်တယ်မလားနော်ဆိုတော့အဲ့လိုမျိုးကြက်သွန်နေအာလူတွေနော်ဥနာဆန်နေစီရဲ့အဆုံးရောင်းနေဆိုင်အောင်ကြောက်ဆရာတော့အင်္ဂလိပ်လိုဘယ်လိုခေါ်လဲ grocers လို့ခေါ်တယ်။ဗာလဲ grocers မှတ်ထားမယ်နော် grocers อืมအဲ့တော့ grocers ဆိုတာဗာလဲဆိုတော့အခုနာဒီအလူတွေကြက်သွင်းနေရောင်းနေသူပေါ့ဟုတ်တယ်မလားနော်ဆန်နေစီးနေနော်အဲ့လိုမျိုးပစ္စည်းတွေနော်ကဲဒါဆိုရင်တားလို့မျိုးတွေနောက်ဆုံးတစ်ခုသွားကြည့်ရအောင်ဟောတော်လုံးတစ်ခုမှကြောက်ဈေးတယ်ကြီးကထိုင်းနေတယ်သူ့ချိန်မှာအိုးငားတွေမှာနေတာမဟုတ်နော်ငားမျိုးစားတွေနေတာမဟုတ်ကဲဆိုတော့တားသမီးတို့ရေဈေးထဲမှာဆရာတို့ငားရောင်းတဲ့အသေးကိုငားရောင်းတဲ့ဈေးသက်ကိုကြတော့ဘယ်လိုခေါ်သလဲ English လို့ စဉ်းစားကြည့်နော်ငါးရောင်းလာနော် fish mongers လို့ခေါ်တယ်ဗာလေ fish mongers မှတ်ရမယ်နော်ငါးရောင်းနေတဲ့ပေါ့နော် fish mongers ဆိုတော့ဒါသမီးတို့ကဒါလေးကိုကြည့်ရအောင်နောက်တစ်ခါနော်ဈေးထဲသွားလို့ရှိရင်နော်ဘယ်သူကပါလဲဆိုတော့ဟိုနောက်မှဈေးထဲမှာလမ်းလျှောက်ရင်လည်း English လို့လည်းပြန်ပြီးတွေးကြည့်ပေါ့ဟုတ်တယ်မလားအသားတယ်ဆိုလို့ရှိရင် butcher ငါးရောင်းနေသူဆိုရင် fish mongers ဒါဒီအဖြစ် เนาะအဲ့ဒါလေးကိုသားတို့သမီးတို့ကသတိရနေအောင်လုပ်တာပေါ့เนาะအဲ့နောက်တစ်ခါဒါဈေးလိုက်သွားလို့ရှိရင်ဈေးထဲမှာလမ်းလျှောက်ရင်เนาะဩဘယ်သူကဘယ်သူလဲဆိုတာအင်္ဂလိပ်လို့ပြန်ပြီးတော့တွေးကြည့်ကြเนาะကဲဒါဆိုသားတို့သမီးတို့ရေဈေးဆက်ကြအောင်เนาะဆိုတော့အခုနောက်တော့သိသွားပြီဆိုရင်တော့เนาะဒီကဘာလုပ်မလဲဆိုတော့ဈေးတော့2 match the things in column A with the shops in column B ကဲဒါကတော့အခုနောက်ဆရာတို့သင်ထားတဲ့ဥစ္စာကို exercise ပြန်လုပ်ကြမယ် exercise เนาะကဲဒါဆိုရင် column A ပေးထားတယ်ကော်လံပီမှာပေးထားတယ်ဘာလို့ရမလဲ match လုပ်ပေးမယ်ကဲဒါဆိုရင်ဇာတ်နဲ့တူတူလုပ်လိုက်ကြအောင် okay 1 meet ကဲ meet ဆိုတာအသားပေါ့အသားဆိုတော့ဇာတ်တို့ကော်လံပီမှာဆိုင်နေရှိ shops တွေเนาะကဲအဲ့တော့အဲ့ဒီဆိုင်တွေကမှဘာများဖြစ်နိုင်မလဲကဲ meet ဆိုလို့ရှိရင် meet ကိုဘယ်သူပြောင်းတာလဲ yes butchers အဲ့လေ butchers ဆိုတော့ c နဲ့တွဲလိုက်ပါ ကြော်လိုက်တာကဲဒါဆိုရင်ဒုကိုဆက်ကြည့်ပါဦးဒုကပါလေ fruits and vegetables fruits and vegetables ကဲဒါဆိုရင်ဟင်းသီးဟင်းရွက်တွေအသီးအနှံတွေဘယ်သူရောင်းသလဲဘုနာဆရာပြောပြီးပြီ yes ပါလေ green grocers green grocers ဆိုတော့ဒုကို a နဲ့ match လုပ်လိုက်ပါ okay number 3ဆက်ကြည့်မယ် food and household items ကဲဆရာတို့အစားအသောက်တွေဝယ်မယ်အိမ်မှာအိမ်သုံးကုန်ပစ္စည်းတွေဝယ်မယ်ဘယ်သူစီမှာဝယ်မလဲဒါလိုမျိုးစဉ်းစားကြည့်နော်ဟုတ်တယ်ပမာလဲ grocers grocers နော်ကုန်စုံဆိုင်ပေါ့ဆရာတို့ e အဲ့တော့ e နဲ့တွဲလိုက်မယ် grocers နော်ကဲဟုတ်ပြီဆက်ကြည့်ပါအောင် for dolls and toys dolls and toys ဆိုဆရာတို့အယုတ်တွေဝယ်မယ်ကဲဆိုတော့အယုတ်တွေဝယ်မယ်ဆိုတော့ဒါလိုမျိုးပဲဆိုင်သွားမှာလေမှန်တယ်ဗါလဲ အယုတ်ဆိုင်သွားမယ်အယုတ်ဆိုင်ကြဘလို့ခေါ်လဲ toy shop toy shop ဆိုတော့ b နဲ့တွဲလိုက်မယ်တွဲလိုက်တာကဲဒါဆိုရင်နောက်ဆုံးတစ်ခု5 fish and prawns ကဲ fish and prawns ဆိုတာဗလာငါးတွေပစွန်နေကဲငါးတွေပစွန်နေကြတော့ဘယ်သူစီသွားဝင်ကောင်းလဲဟိုမှာကြည့်ပါဦးမှန်နေ fish mongers fish mongers ဆိုတော့ d နဲ့တွဲလိုက်ပါဟုတ်ပါပြီဒါတို့ပြီးတော့တွဲလိုက်တာ ော်ဒါဆိုရှင်ဒါတို့မျိုးဒီ exercise လေးကိုလုပ်လိုက်ခြင်းအားဖြင့်ပါရသွားပြီလေအခုနာเนาะဒါအသားတွေကိုဘယ်သူရောင်းတာလဲငါးတွေကိုဘယ်သူရောင်းတာလဲအရွက်တွေကိုဘယ်သူရောင်းတာလဲဆိုတာကိုဒါတို့သမီးတို့ကဘာဖြစ်သွားပြီလဲอืมတိသွားပြီเนาะကဲဒါဆိုလို့ရှင်ဒါတို့သမီးတို့အရန်တော်လိုက်တာโอเคဒါတို့သမီးတို့ဒီကဆရာတို့ဘာဆက်လုပ်မလဲဆိုတော့3 read the text and answer the questions ကဲဆရာတို့ဒီက exercise တွေအပါလေးဆိုတော့ reading exercise လေးဖြစ်တယ် နော်အဲ့တော့ဖတ်စာအုပ်ထဲမှာပေးထားတဲ့အစာပိုက်ကလေးကိုအတူတူဖတ်ကြမယ်ပြီးရင်အောက်မှာသူမိထားတဲ့မိကုံးလေးတွေကိုဆရာတို့အားလုံးအတူတူဖြေလိုက်ကြအောင်โอเคဒါဆိုရင်ဆရာကနေပြီးတော့စာပြီးဖတ်မယ်နော်ကဲလာပြီ My name is Nyu Nyu and I'm 12 years old နော်ဟောငါနာမည်ညူညူဖြစ်ပါတယ်တဲ့နော်သူ့ရဲ့အသက်ကတော့ဗာလေ12 years old 7နှစ်ဖြစ်ပါတယ်နော် I like going to the market with my mom on Sundays နော်အဲ့တော့ဗာလေ ဟိုဈေးကိုတဲ့သူ့အမေနဲ့သွားတာနော်ကြိုက်တယ်ပေါ့နော်ဘယ်ရက်တွေမှာသွားလဲဆိုတော့ on sundays တနင်္ဂနွေနေ့တွေမှာသူဈေးသွားပါတယ်တဲ့နော် we always walk to the market ကဲအဲ့တော့ဈေးသွားလို့ရှိရင်အမြဲတမ်းလမ်းလျှောက်သွားပါတယ်တဲ့ walk to the market နော် the market is located on a ဗာလေ white street နော်အဲ့တော့ white street ပေါ့လမ်းကျယ်မှာရှိပါတယ်တဲ့နော် at the corner of the ဗာလေ market street there is a place for cars to park เนาะအဲ့တော့ market street ပေါ့ဈေးလမ်းရဲ့ဘေးမှာပေါ့เนาะဈေးလမ်းရဲ့ဘေးမှာဆိုရှင်เนี่ยဘာရှိရဲ့ဆိုရင် there is a place for cars to park เนาะကားတွေ parking ထိုးလို့ရတယ်ကဲလို့ကားနဲ့လာတဲ့လူတွေဆိုလို့ရှင်လည်းကား parking ရှိရပေါ့เนาะကားတွေထားဖို့နေရာရှိပါတယ်အဲ့တော့ there is also a taxi rank and a trishaw stand next to the car park ကဲအဲ့တော့ car park ရဲ့ဘေးမှာ car parking ရဲ့ဘေးမှာပါလဲဆို taxi rank ကဲဥနာတက္ကစီငားလို့ရတယ်ပြီးသွားရင်ပါရှိ dry shaw stand ဆိုတာပါလဲဆိုတော့ dry shaw ဆိုတာပါ cycle အဲအဲ့တော့ cycle တွေပါလေစီးလို့ရတယ်ပေါ့ကွာအဲ့ဘက်မှာရှိတယ်တဲ့ကဲ shoppers can come by car taxi or dry shaw ကဲအဲ့တော့ဈေးဝယ်သူတွေရတဲ့ဈေးကိုတော့ကားနဲ့လည်းလာလို့ရတယ် taxi စီးလာလို့ရတယ် dry shaw ဆိုတော့ cycle လည်းစီးလာလို့ရတယ်တဲ့เนาะ the market is a busy place အာလူတွေတော့ရှုပ်ထွေးနေတယ်ပေါ့ market မှာတော့ busy place ဆိုတာပါလေလူတွေတအားများတယ် เนาะ it is noisy with sellers and shoppers selling and buying things oh เนาะဘာဈေးတခုလောက်ဆူညံ့တာဘယ်သူနဲ့လဲ with the sellers เนาะဈေးရောင်းတဲ့သူတွေနောက်ဈေးဝယ်တဲ့သူတွေနဲ့เนาะဈေးကြီးအပြည့်ပြီးတော့သူတို့เนาะဆူညံ့နေတယ်ပေါ့เนาะပစ္စည်းတွေဝယ်နေကြတယ်တဲ့ buying things ဆိုတော့ roadside shops along the market street welcome the shoppers first a roadside store ဆရာတို့ကဒါလမ်းဘေးဈေးတယ်လို့ခေါ်တာပေါ့เนาะအဲ့တော့ ဥပမာဇီလန်နဲ့ဝင်လိုက်ပြီဆိုရင်မှလမ်းဘေးမှာထိုင်ပြီးတော့เนาะအများကြီးရောက်နေမှာပေါ့เนาะအသီးရွက်တွေရောဟုတ်တယ်မလားအသားငါးတွေရောရှိမှာပေါ့ဒါလို့ပြီးရောဟဲ့ဆိုတော့သူကဘာလို့လဲဆိုတော့ welcome the shoppers first တဲ့အရင်ဆုံးသူတို့ကနေစပြီးတော့ shopper တွေကိုဈေးဝယ်တဲ့သူတွေကိုကြိုဆိုတယ်တဲ့ပထမအဦးဆုံး they are flower shops and food stores selling fritters မဝင်းက coconut noodle steam sticky rice and steam peas ah that was me way ဈေးသွားပြီဆိုရင်တော့အများကြီးပဲเนาะဘာရှိလဲဆိုတော့ flower shops ဘန်းတယ်တွေရှိမယ် food store ဆိုတာဘာလဲဆိုတော့မုံဆိုင်နေပေါ့ကွာဘာရောင်းလဲဆိုတော့ fritters နောက်ဦးနဒါဘူးသီးကျော်တို့ချက်သွန်ကျော်တို့เนาะအကျော်တွေရောင်းတာပေါ့ကွာတော့အိမ်မှာ fritters ရှိရမုံရင်းကအဲမုံရင်းကတွေရမယ် coconut noodle အုန်းနုခေါဆွဲရမယ်ပြီးတော့ steam sticky rice ဆိုတာဘာလဲဆိုတော့ကောင်းငင်ပေါင်းเนาะကောင်းငင်ပေါင်းရှိမယ် steam peas ဆိုတော့ပဲပြုတ်ပေါ့နော်ဆိုတော့အဲ့အရာတွေအများကြီးသူတို့ရောင်းနေပါတယ်တဲ့နော်ဆိုတော့ the delicious smell from the food stall attract the shoppers to come and have a bite ကဲဆိုတော့ဘာပြောလဲ။အိုးနော်အခုနဘဲပြုတ်တွေရောအကြော်တွေရောမဝင်းကားတွေအုံလို့ခောက်ဆွဲဒီနဲ့နေရရာမှွေးနေတဲ့အခါမှာတော့ shopper တွေကိုစားချင်စိတ်ဖြစ်လာအောင်လို့နော်ဒါအဲ့လိုဖြစ်စီရပါဘောနော်အဲ့လိုစိတ်ပေါ့။ကဲဆိုတော့ဆက်ကြည့်မယ်ဆိုရင် in the market we can see clothes shop, toy shops, green grocers and grocers next to each other အဲ့ market ကြီးတဲ့ဈေးရုံကြီးရောက်သွားပြီဆိုရင်ဘာရှိလဲဆိုတော့အင်ဂျီရောက်နေ close shop တွေရှိမယ် toy shop ဆိုအရုပ်ဆိုင်တွေလည်းရှိမယ်နောက် green grocers နော်ဥနာအရွက်တွေရှိမယ်နော်နောက်တော့ and grocers ဆိုတာကုန်တွေတွေနော်ဥနာကုန်စုံဆိုင်တွေရှိမယ်နော်အများကြီးရှိတယ်တဲ့ so shoppers can buy fish at the fishmongers အဲဈေးဝယ်သူတွေကငါ့ကိုဘယ်သူစီမှာဝယ်လို့ရလဲ at the fishmonger ကဲဒါသူမျိုးသိပြီသား fishmonger ဆိုတာပါလေဟုတ်နော် ၅ရောင်းနဲ့ဈေးတယ်ပေါ့သူစီမှာဝယ်လို့ရတယ် the butchers are opposite the fishmongers နော်အဲ့တော့ butcher ဆိုတာအသားရောင်းတဲ့သူတွေပေါ့နော်ဒါကြက်သားတို့ဝက်သားတို့နော်အဲ့ရောင်းတဲ့နော် butcher ဆရာပါမှာဆိုတော့ opposite the fishmongers အခုနာ၅ရောင်းတဲ့အသေးတွေရဲ့မျက်နှာချင်းဆိုင်မှာရှိရတဲ့ and we can buy meat there နော်အခုနာအသားတွေပေါ့နော်ကြက်သားဝက်သားနော်အဲ့လိုတွေအသားတွေဝယ်လို့ရတယ်နော်ဆိုတော့ i enjoy going to the market because uh, I can eat the food I like and look at all the interesting things there. rồi 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 chạy, chạy là là nó 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 mà quá, vậy, အဲ့တော့သူကတော့ဈေးသွားတာကိုကြိုက်တယ်တဲ့ဘာကြောင့်ကြိုက်တယ်လဲဆိုတော့သူကနော်ဦးနာဈေးထဲမှာဆိုရင်ကွာဦးနာဆရာတို့ပြောတာဟုတ်လားမွေးငားတွေဦးနုံကောက်ဆွဲတော့အများကြီးပဲနော်အဲ့တော့သူကအဲ့ဈေးထဲကနော် chạy တွေနော်အစားအစာတွေစားရတာကြိုက်တယ် and then look at all the interesting things there nó nó này, vậy, rồi nào có နော်အကုန်လုံးစိတ်ဝင်စားစရာကောင်းတဲ့ဥစ္စာတွေအများကြီးပဲနော်ဈေးဈေးဆိုတော့အများကြီးရောက်တာပေါ့ဒါနော်အဲ့တော့ going to the market always makes me feel happy nó တဲ့နော်အဲ့တော့ သူ့အတွက်ကတော့တဲ့နော်ဈေးသွားရခြင်းဟာသူကအရန်ကို ပြောရပါတယ်တဲ့နော်ဈေးသွားလို့ရှိရင်နော်ဆိုတော့ဒါကတော့ငုံငူကနေပြီးတော့ဘာကြောင့်ရေးထားရလဲဆိုတော့သူဈေးသွားတဲ့အတွေ့အကြုံလေးပေါ့နော်အဲ့တော့ဒါဈေးသွားတဲ့အခါမှာနော်ဘာတွေတွေ့ရမလဲနော်ဘာဆိုင်နေရှိသလဲဆိုတာကိုသူကရေးပြထားတာဖြစ်တယ်ကဲဆိုတော့ဒါတို့သမီးတို့နဲ့ဇာတ်တို့ကအခုဘာလုပ်ရမှာလဲဆိုတော့ဒီစာဘိုက်ကိုဖတ်ပြီးပြီဖတ်ပြီးတဲ့အချိန်မှာသူမေးထားတဲ့မိကွန်းတွေကိုဖြေရတော့မယ်နော်အဲ့တော့ တက်နိုင်သလားဦးနာအဲမိကွန်းဖြေနေတဲ့အချိန်မှာသာရုသမီးရာကဦးနာဇာဘိုက်တူကိုသွားပြန်ပြီးတော့ကြီးလို့လည်းရတယ်နော်โอเคဒါဆိုရင်အရင်ဆုံးဇာရုမိကွန်းဖတ်ရအောင် number 1မိကွန်းဖတ်ပြီ when does new new go to the market အဲ့တော့ when does new new go to the market ဆိုတော့ new new ကနော်ဘယ်အချိန်မှာ market ကိုသွားတာလဲ when ဆိုတော့အဲ့မှာဘာဖြေမလဲသာသမီးကဦးနာဖတ်တာမှတ်မိလိုက်ညီကပါပြောလဲ သူကသူ့အမေနဲ့ပါလဲတင်းငွေတွေတိုင်းသွားတယ်လို့ပြောတာ။အဲတော့ when ဆိုတော့ဘယ်လိုဖြစ်မလဲဆိုညိုညို goes to the market on sundays နော်တင်းငွေနေ့တိုင်းမှာသွားပါတယ်။အဲ့မှာကတော့သူမျိုးရက်တင်နဲ့သုံးမယ်ဆိုရင် on နဲ့သုံးမယ်နော်။ on sunday on monday on tuesday နော်ဒါလေးမှတ်ထားမယ်။အဲ့မှာတခုရှိရရက်တွေကိုပြောမယ်ဆိုရင် in sunday တို့ in monday တို့မရเนาะ on နဲ့ပဲတွဲသုံးမယ်เนาะအဲ့ဒါပါလဲ on sunday samwe on mondays เนาะအဲ့လိုမျိုးသွားမယ် okay so ညညို goes to the market on sundays okay ဒါဆိုရင် number 2မိကုန်ကြည့်ရအောင် okay ဆိုတော့ how does ညညို go to the market เนาะညညို ਆ တဲ့เนาะဈေးကိုဘယ်လိုသွားသလဲအဲ့ဒါသားသမီးတို့မှတ်မိလားသွားပြောရလေလမ်းလျှောက်သွားလို့မပြောဘူးလားပြောရနော်အဲ့ဘယ်လိုဖြစ်မလဲညညို walks to the market လမ်းလျှောက်သွားတာဟုတ်เนาะ okay ဟုတ်ပြီအဲ့တော့ လမ်းလျှောက်သွားတာကို walks to the market တဲ့ရတယ်နောက်တစ်မျိုးပြောမလဲညို goes to the market on foot ကဲ on foot ဆိုရအသုံးလုံးနေတယ်အသုံးလုံးရနော် on foot ဆိုတာပါလေလမ်းလျှောက်သွားတယ်ဆိုရအသုံးလုံးကဲဒါဆိုရင်ဒါမျိုးရ number 3မိကုံကိုဖတ်လိုက်ကြအောင် number 3 where is the market located နော်အဓိပ္ပာယ်ကပါ where is the market located ဆိုတာပါလေဈေးကဘယ်နေရာမှာတည်ရှိတာလဲတဲ့နော်အဲ့တော့သူကဘာပြောအဲ့နာမှာဆရာပြောတယ်လေလမ်းကျယ်လို့မပြောလိုက်ဘူးလား ဟုတ်တယ်လမ်းကျယ်မှာရှိရဆိုပါတယ် the market is located on a wide street ဟုတ်ပြီလမ်းကျယ်ဖြည့်ပြလိုက်ပေါ့ on a wide street very good ကဲဒါဆိုရင် number 4 where is the car park ကဲဆိုဆရာတို့အခုနပြောခဲ့တယ်မှာဈေးမှာ car parking ရှိတယ်လို့ပြောတယ်လေဟိုတမှာ car parking တို့ဆိုတော့ car park ကဘယ်နေရာမှာလဲတဲ့အဲ့ဒါဆရာပါတယ်အခုနဟိုဈေးလိုင်းရဲ့တောက်မှာလို့မပြောဘူးလားအဲ့တော့ကဲအဲ့တော့ဘယ်လိုဖြည့်မလဲဖြည့်ကြည့်ပါဦး the car park is at the corner of the market street at the corner of the ပါလေ market street market street ရဲ့ down at the corner of လို့ပြောတယ် okay ဒါဆိုရင်နောက်မေးခွန်းတစ်ခု5 which shops does a shopper see first အဲ့တော့ဈေးဝယ်လာတဲ့သူတွေကတဲ့ဘယ်ဆိုင်တွေကိုအရင်တွေ့ပါသလဲအဲ့တော့ဆရာတို့အဲ့ဒီမှာပြောလေဈေးဝယ်လာတဲ့သူတွေဘယ်သူတွေကကြိုးစုံနေရလို့ပြောသလဲဟာလမ်းဘေးမှာဈေးတွေရောင်းနေတဲ့အတဲတွေကစားပြီးကြိုးစုံတယ်ဒါကိုဘယ်လိုဖြစ်မလဲဗါလဲ လို့ပြင်မယ် a shop bus sees roadside shops နော် along the market street first နော်ဇာတ်လမ်းဘေးမှာရောင်းနေတဲ့သူတွေကိုဘယ်လိုခေါ်လဲ roadside shops နော်ကဲဆိုတော့အဲ့ဒါတွေကိုအရင်တွေ့ပါမယ်တဲ့ကဲနောက်မိကုန်းတစ်ခုထပ်ဖတ်ရအောင်6 six ဆက်ပါလေ what do the sellers sell at food stores နော်အဲ့တော့ food store တွေမှာတဲ့နော် salary ကဘာတွေများရောင်းတယ်လေဟာအဲ့တော့အဆုံးပဲလေဇာတ်ဖတ်ကြလာဦးတို့ခေါက်ဆွဲတွေရောမွေးငါတွေရောအကျော်တွေရောကဲအဲ့တော့အဲ့ဒါတွေကိုဖြေကြအောင် အဲ့တော့သမီးတို့ကဖြည့်တဲ့အခါမှာအပေါ်က passage လေးကိုပြန်ဖတ်ပြီးတော့ဖြည့်နော်ကဲစပါပြီအဲ့ဒါပါလေ the sellers sell fritters မဝင်က coconut noodle steam sticky rice and steam peas at food stores very good ဟုတ်ပြီအဲ့လိုဖြည့်မယ် okay ဒါဆိုရင် number 7 number 7ဘာမလဲ which shops does new new see in the market ကဲငုံငွေဝါတဲ့ market ထဲမှာဘယ်ဆိုင်တွေကိုတွေးခဲ့ပါသလဲဇာတ်ရုပ်အခုနဖြေခဲ့တာသူတွေးခဲ့ဆိုင်ညာအများကြီးပဲလားအယုတ်ဆိုင်တွေရောဒါတော့ငားရောင်းနေသူလည်းတွေးတယ်เนาะအသီးရွက်တွေတွေးတယ်ဒါတွေအကုန်လုံးဖြေရအောင်ကဲဆိုတော့ငုံငွေ sees clothes shops toy shops green grocers and grocers in the market very good ရောအခုနအင်ဂျီဆိုင်တွေလည်းတွေးတယ်ဟုတ်လားအယုတ်ဆိုင်တွေအများကြီးတွေးပါတယ်တဲ့ကဲ number 8ကိုဖြေရအောင် what does a fishmonger sell okay fishmonger ကတဲ့ဘာရောင်းကလေးတဲ့ okay အဲ့တော့ဒါကိုသမီးတို့သိပြီးသားပါ fishmonger ဆိုတာဘာရောင်းတဲ့သူတုံးဟုတ်တာဗောငါရောင်းတဲ့သူအဲ့တော့ဘယ်လိုခေါ်မလဲ a fishmonger sells fish fishmonger ဒီငါရောင်းပါတယ်တဲ့ okay ဒါဆိုနံပါတ်9ကိုကြည့်ရအောင်နံပါတ်9ပါလား where can you buy meat แกညုံညူရတဲ့အသားဝယ်မယ်ဆိုရင်ဘယ်မှာဝယ်လို့ရမှာလဲ ကဲအဲ့တော့ fish monger ငါရောက်တာကဲဒါဆိုရင်အသားကဘမဝဲလို့ရမလဲဖြေရအောင်ဟုတ်ပြီအဲ့တော့ညိုညို can buy meat at the butchers အဲ့ butchers ဆိုပါလေအသားရောက်နေသူအဲ့တော့အသားရောက်နေသူစီမှာအသားဝဲလို့ရမယ်တဲ့โอเคဒါဆိုရင် last question number 10တို့ဖြေရအောင် number 10ကပါလေ why does ညိုညို enjoy going to the market တော့ညိုညိုကလည်း market တို့သွားတာဘာကြောင့်ကြိုက်တာလဲ အဲသူပြောတယ်။ဘာကြောင့်လဲဆိုတော့သူခုနအစားအသောက်တွေစားလို့ရတယ်။နောက်ပြီးတော့သူပါလေဈေးထဲမှာတွေ့ရတဲ့ဥစ္စာတွေကပါလေသူသူကြိုက်တယ်လို့ပြောခဲ့တယ်เนาะနောက်ဆုံးစားကြောင်းလေးအဲ့တော့ဘယ်လိုဖြစ်မလဲ။ညိုညို enjoy is going to the market because she can eat the food she likes and look at all the interesting things there. အဲ့တော့အဲ့ဒါလေးကအဖြစ်ဖြစ်တယ်။ဟုတ်ပြီနော်။ ော်သားသမီးတို့ကဒီမိကုံးလေးတွေကိုဖြည့်တဲ့အခါမှာလော်ရယ်လေးပါနော်ဘာလုပ်မလဲဆရာဖတ်သလိုနော် passage လေးကိုအရင်နားလည်အောင်ဖတ်မယ်ဖတ်ပြီးသွားလို့ရှိရင်အောက်ကမိထားတဲ့မိကုံးလေးတွေကဒီ passage လေးနဲ့ဆိုင်တဲ့မိကုံးလေးကိုပဲမိထားတာဖြစ်တယ်နော်ဒါကြောင့်သားသမီးတို့ကအောက်ကမိကုံးလေးကိုပြန်ဖြည့်တဲ့အခါမှာအပေါ်က passage ကိုလည်းပြန်ပြန်ကြည့်ပြီးတော့ဖြည့်ရမယ်တခုပဲသတိထားမှာမေကွန်းလေးတွေမေးထားတာဘာအောင်မေးထားလဲဆိုတာကိုသိရမယ်ပြီးမေကွန်းပြန်ကောက်တဲ့အခါမှာသတိထားရမယ်เนาะ ဲ့တော့မိကုန်းပြန်ကောက်ပြီးတော့သူလိုချင်တဲ့အချက်ကိုဒါရိုက်တမီတို့ကထည့်ပြီးတော့ရေးပေးဖို့ရေးကြည့်ပါတယ်နော်ကဲဒါဆိုရင်ဒါရိုက်တမီတို့ရေဒီကဒီ lesson မှာတော့ဆရာတို့ဘာတွေလေ့လာကြလဲပြန်ပြောမယ်ဆိုရင် at the market ဆိုတဲ့အတိုင်းပဲဆရာတို့ဈေးထဲမှာဘာတွေရှိသလဲဆိုတာကိုလည်းလေ့လာပြီးပြီဒါတို့သမီးတို့နဲ့ဆရာနဲ့အတူဗာလဲ matching တွေလည်းလုပ်တယ်ပြီးတော့ owner passage လေးကိုဖတ်ပြီးလည်းရေးပြီးသွားပြီเนาะအဲ့တော့ဒါတို့သမီးတို့ကဒီသင်ခန်းစာမှာလည်းတချို့ နော်တချို့သောဈေးတယ်လေးတွေကိုသိတဲ့အသေးလေးရှိရဲ့နော်တချို့တွေကကျတော့ကိုမသိရဲ့ English လို့ဘလို့ကိုအောင်လဲဆိုတဲ့ဟာမသိရဲ့ဟာလေးလေပါနေတယ်နော်ကဲလို့ဒါရုသမီးတို့မသိသေးတဲ့ဇာလုံးလေးတွေပါနေတယ်ဆိုရင်ဒါရုသမီးတို့ကအဲ့ဒါလေးကိုခေါင်းထဲကိုဆွဲသွားအောင်တစ်ခါတော့ထပ်ပြီးလေ့လာမယ်ပြီးရင်ဇာလုံးပေါင်းလေးတွေကအစသေးချာလေးလေ့ကျင့်ထားပါမယ်နော်โอเคဒါဆိုလို့ရှိရင်ဆရာတို့ဒီနေ့သင်တဲ့သင်ကားစာပါလေ unit 3ရဲ့ lesson 2ဖြစ်တဲ့ at the market ဖြစ်ပါတယ် ကဲဒါဆိုရင်ဒါတို့သမီးတို့ရေနောက်ထပ်လာမယ့်သင်ခန်းစာများမှာဒါတို့သမီးတို့နဲ့ဆရာနဲ့ထပ်ပြီးတော့ဆုံတွေ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်